စကိုင်းဗီလာကုန်းတို့မှာပျောက်ဆုံးနေတဲ့ပိုင်ရှင်မဲ့ရွှေတုံးငွေသားတွေထွက်ပေါ်လာ။ငလင်လောက်ဗီတလာကြမှာပဲငလင်ကြောင့်ပျော်ကြပျက်စီးသွားတဲ့စကိုင်းဗီလာကုန်းတို့ပြန်စည်းတွေချားတဲ့ကနေရွှေစိမ့်ဆောင်စုစုအောင်တန်ဖိုးအပြင်ရွှေတပိတ်သာငွေသားသိန်း130နဲ့တူအမေရိကန်ဒေါ်လာ100ရာအရွက်100ဒေါ်လာတသားစုစုပေါင်း350ဘူပိုင်ရှင်မဲ့ထွက်ရှိလာခဲ့လို့ဆိုရရင်ဒါပြင်တန်ဖိုးကြီးလက်ဝဲရံသားများစွာလည်းထွက်ရှိလာခဲ့လို့ပြောလာတာပါ အဆိုပါယန္တနာတွေဟာမတ်လ28ရက်နေ့က Sky Villa Hotel ပြိုကျပေါ်မှာလူရင်းအောင်လုံးတည်ဆုံသွားပြီးတဲ့နောက်ကျန်ခဲ့တဲ့ယန္တနာတွေဖြစ်ပါတယ်။မန်လေးမြို့မှာမတ်လ28ရက်နေ့ကနှုတ်ခတ်ခဲ့တဲ့ငလင်းကြီးကြောင့်ဆောင်းရီတော်တော်များများလေးပျက်စီးဆုံးရှုံးသွားခဲ့ရတာကလူတွေလည်းများပြားစွာအသက်အိုးရင်စီးစိမ်တွေပျက်စီးဆုံးရှုံးရတာဖြစ်ပါတယ်။ဒီလိုဆောင်ရီပျက်စီးဆုံးရှုံးမှုတွေများပြားတဲ့အချိန်တွေမှာတံမိုးကြီးရဲ့လက်ဝဲရနာရွှေငွေစည်းစိမ်အုပ်ဆောင်တွေကလည်းပျောက်ဆုံးပျက်စီးသွားခဲ့ရတာပါ ရွှေငေစည်းစိမ်လက်ဝဲနာရီတာမကမန်လေးမြို့ကတက်မိုးကြီးကြောင်းမြတ်နာလုပ်ငန်းများဆောင်ကလည်းကျင်းလေကျဆောင်ရမျိုးဖြစ်တာကြောင့်တက်မိုးကြီးကြောင်းစိမ့်တွေဟာလည်းဆောင်းဦးပြိုချောင်းဖို့မှာအတွင်းမှာရှိနေကြတာဖြစ်ပါရင်ဒါကြောင့်လည်းမတမာလူချုပ်ကကေစိမ့်ရေးဖွဲ့လာရောင်ဘာရောင်နဲ့ဝင်ရောက်ခိုးယူရောင်းဆောင်မှုတွေရှိနေတာပါခိုးကမှာတော့သက်ဆိုင်ရာရှေပိတ်တာများစွာတက်မိုးကြီးလက်ဝဲနာများစွာကိုရှာဖွေနေတာဖြစ်ပါရင်ဒီလိုပိုင်ရှင်မဲ့ပစ္စည်းတွေကိုလည်းပိုင်ရှင်တွေကိုဖြစ်စေပိုင်ရှင်မရှိတော့ရင်အမွေဆက်ခံသူတွေကိုဖြစ်စေပြန်လည်ပေးရလျက်ရှိရလို့သိရပါရင် စကိုင်းဗီလာကကုန်တော့မှာပျောက်ဆုံးနေတဲ့ပိုင်ရှင်မဲ့ရွှေတုံးငွေသားတွေထွက်ပေါ်လာ။ငလင်လောက်ပြီးကလာကြမှာပဲငလင်ကြောင့်ပျော်ကြပျက်စီးသွားတဲ့စကိုင်းဗီလာကကုန်တော့ပျက်စီးတွေချားတဲ့ကနေရွှေစိတ်ဆောင်စုစုအောင်တန်ဖိုးအပြင်ရွှေတပိတ်သာငွေသားသိန်း130နဲ့တူအမေရိကန်ဒေါ်လာ100ရန်အရွက်100ဒေါ်လာတသောစုစုပေါင်း350ဘူပိုင်ရှင်မဲ့ထွက်ရှိလာခဲ့လို့ဆိုရရင်ဒါပြင်တန်ဖိုးကြီးလက်ဝဲရံသားများစွာလည်းထွက်ရှိလာခဲ့လို့ပြောလာတာပါ အဆိုပါယန္နာရီဟာမက်ရှလာ၂၈ရက်က Sky Villa Hotel ပြိုချမှုမှာလူရင်းအောင်လုံးတိတ်ဆုံးသွားပြီးတဲ့နောက်ကြံခဲ့တဲ့ယန္နာရီဖြစ်ပါတယ်။မန်လီမြို့မှာမက်ရှလာ၂၈ရက်ကနှုတ်ခတ်ခဲ့တဲ့ငလင်းကြီးသောဆောင်းရီတော်တော်များများလေးပျက်စီးဆုံးရှုံးသွားခဲ့ရတာလူတွေလည်းများပြားစွာအသက်အိုးအိမ်စီးစိမ်တွေပျက်စီးဆုံးရှုံးရတာဖြစ်ပါတယ်။ဒီလိုဆောင်းရီပျက်စီးဆုံးရှုံးမှုတွေများပြားတဲ့အချိန်ထဲမှာတန်မိုးကြီးတဲ့လက်ဝိရဏရွှေငွေစီးစိမ်ဥစ္စာတွေကလည်းပျောက်ဆုံးပျက်စီးသွားခဲ့ရတာပါ။ ရွှေငွေစည်းစိမ်လက်ဝဲနာရီတာမကမန်လေးမြို့ကတက်မိုးကြီးကြောင်းမြတ်နာလုပ်ငန်းများဆောင်ကလည်းကျင်းလေကျဆောင်ရင်မြို့ဖြစ်တာကြောင့်တက်မိုးကြီးကြောင်းစိမ့်တွေဟာလည်းဆောင်ဦးပြိုချောင်းဖို့မှာအတွင်းမှာရှိနေကြတာဖြစ်ပါရင်ဒါကြောင့်လည်းမတမာလူချို့ကကေစိမ့်ရေးဖွဲ့သားရောင်ဘာရောင်နဲ့ဝင်ရောက်ခိုးယူရောင်းဆောင်မှုတွေရှိနေတာပါခိုးကမှာတော့သက်ဆိုင်ရာရွှေပိတ်တာများစွာတက်မိုးကြီးလက်ဝဲနာများစွာကိုရှာဖွေနေတာဖြစ်ပါရင်ဒီလိုပိုင်ရှင်မဲ့ပစ္စည်းတွေကိုလည်းပိုင်ရှင်တွေကိုဖြစ်စေပိုင်ရှင်မရှိတော့ရင်အမွေဆက်ခံသူတွေကိုဖြစ်စေပြန်လည်ပေးရလျက်ရှိရလို့သိရပါတယ် ကြောင့်ပျက်စီးသွားရင် Sky Villa ကတော့ပျက်စီးတွေချားတဲ့ကနေရွှေစိတ်ဆောင်စုစုအောင်တန်ဖိုးအပြင်ရွှေတပိတ်သာငွေသား3,330နဲ့တူ American Dollar ကြောင့်ပျက်စီးသွားရင် Sky Villa ကတော့ပျက်စီးတွေချားတဲ့ကနေရွှေစိတ်ဆောင်စုစုအောင်တန်ဖိုးအပြင်ရွှေတပိတ်သာငွေသား3,330နဲ့တူ American Dollar